။အဲဆိုရင်အများဆုံးရတဲ့ဘူကခုနက20တသမတစ်နော်။ဒီမှာ19တသမ9ဘူပဲရပါတယ်။အဲဆိုရင်ကဒီမှာဒီပါဝါကိုရဖို့ရဆိုရင်ကျွန်တော်တို့ဒီ equation လေးပါတော့ကျွန်တော်တို့ဒါငငယ်တုန်းကလည်းငငယ်ဘူပါနော်။ CV လားလည်းဖြစ်မှာပါနော်။ဆိုရင် power equal to p equal to vi ဖြစ်ပါတယ်။ power ရဲ့ unit က watt နဲ့တိုင်းပါတယ်။ကာအဲ voltage ကိုတော့ volt တန်ကို volt နဲ့ပဲတိုင်းပါတယ်။ current ကိုတော့ ampere နဲ့တိုင်းပါတယ်နော်။ B ရ power เนาะ B ရ voltage အိုင်က current ဖြစ်ပါတယ်။ဒါအားလုံးလည်းသိပြီးသားပါเนาะကျွန်တော်ဟိုမိတ်နေတဲ့လူတွေပြန်ပြီးတော့တတိယအောင်စာလေးဖော်ပြပါเนาะ။ ။အဲဒီ equation လေးရရင်ခုနကတိုင်းထားတယ်ကျွန်တော်တို့ voltage တန်ဖိုးနဲ့ current တန်ဖိုးကိုဒီ equation လေးထဲမှာထည့်ပြီးထည့်ကြည့်မှာပေါ့နော်။ဒါဆိုရင် power ရဖို့ရတယ်ခုနက voltage တိုင်းတာက20.1 20.1ပေါ့နော်။အဲ့ဒါကိုမြှောက်မယ် current က0.58ပေါ့နော်။3.58 mA ရရပါတယ်။အဲ့ဒါလေးကိုကျွန်တော်တို့ကယ်ကူလေတာလေးနဲ့ချမှတ်မြောက်လိုက်နော်။မြောက်လိုက်တဲ့အခါမှာ ရလာတာကတော့ power ကကျွန်တော်တို့11.658 watt ဖြစ်ပါတယ်เนาะအဲဆိုရင်ဒီ solar ပြားလေးကအများဆုံးထုတ်ပေးနိုင်တဲ့သူ့ရဲ့ watt တန်ဖိုးဒီ17.658 watt ဖြစ်ပါတယ်နောက်မှဘယ်လိုရေးထားတာရေးမထားတာဒီလို power လေးကိုအခုနီလာလေးနဲ့သိရှိနိုင်ပါတယ်ခင်ဗျာကဲအဲဆိုရင်တောင်းဆိုထားတယ်ကျွန်တော်မိတ်ဆွေမိတ်ဆွေတငယ်ချင်းပေါ့เนาะ အဲအားရကျင်းနိုင်မယ်လို့ပြောလဲပါတယ်။ကဲအဲ့ဆိုရင်ဆိုလာဗျာအကြီးတွေပဲဖြစ်ဖြစ်ဆိုလာဗျာအသေးလေးတွေပဲဖြစ်ဖြစ်အဟောင်းပဲဖြစ်ဖြစ်အသက်ပဲဖြစ်ဖြစ်ပေါ့နော်ဒါလို့ဝတ်တံပိုးလေးတွေကိုသိရှိကြလို့ရှိရင်အခုနီလန်းလေးကကျွန်တော်မိတ်ဆွေတင်ခြင်းလေးညီကောင်မောင်နှမတွေအတွက်အသုံးဝင်မယ်လို့ကျွန်တော်ပြောလဲပါတယ်။ကဲအားလုံးကျေးဇူးထူးတင်ပါတယ်။အဆင်ပြေကြပါစေခင်ဗျာ။